ရိုနယ်ဒိုရဲ့ FIFA ကလပ်ကမ္ဘာဖလားစံချိန်ကိုမက်ဆီချိုးပြနိုင်မလားလက်ရှိကျင်းပနေတဲ့ FIFA ကလပ်ကမ္ဘာဖလားပြိုင်ပွဲကြီးဟာဆေးလုံးရှားစရာခိုက်တက်နေနေပြီးနေနေပြီးဒီပြိုင်ပွဲရဲ့ထင်ရှားဆုံးအကြောင်းအရာတွေတကတခုကတော့ကမ္ဘာဘောလုံးလောကရဲ့ကြီးကျယ်ဆုံးကစားသမားတစ်ဦးဖြစ်တဲ့ရိုနယ်မက်ဆီနဲ့ခရစ်စတီယာနိုရိုနယ်ဒိုတို့ရဲ့စံချိန်တန်ဆိုင်မှုပဲဖြစ်ပါတယ်အင်တာမိုင်အမီတင်းတဲ့သူဒီပြိုင်ပွဲမှာပါဝင်ဆင်နွှဲနေတဲ့အာဂျင်တီးနားကန်တော်ဝင်ကစားသမားကြီးမက်ဆီဟာသူ့ရဲ့ပြိုင်ပွဲရိုနယ်ဒိုရဲ့ FIFA ကလပ်ကမ္ဘာဖလား twin goal စံချိန်ကောင်းတစ်ခုကိုချိုးပြနိုင်ဖို့အခွင့်အရေးပြေဝရှိနေပါပြီ ဒါဘောလုံးသမိုင်းတွေရေးပါတဲ့အခိုင်အတန့်တစ်ခုဖြစ်လာနေပါတယ်။လီယိုနယ်မက်ဆီကဒီနေ့ FIFA Club ကပ်ဘလာပြိုင်ပွဲရဲ့ ARL အသင်းနဲ့အုပ်စုဝင်ပွဲစဉ်တုန်းကကိုပေါ့တွေ့ဖို့အခက်တွေ့ခဲ့ပြီးကိုမသွင်းယူနိုင်ခဲ့ပါဘူး။ဒါပေမဲ့ပေါ်တိုအသင်းကိုငကိုတကိုနဲ့အနိုင်ရရှိခဲ့တဲ့အရေးပါတဲ့ပွဲစဉ်မှာတော့အသင်းတို့တကယ်ကိုဖိုးတန်နဲ့နိုင်ကိုကိုဖရီကစ်ကနေလှလှပါပါသွင်းယူပေးခဲ့ပါတယ်။ဒီဖိုးတန်ကသူ့ကိုရနိုဒိုရဲ့ဆန်ချိန်စီတလန်းချင်းချင်းကပ်စေခဲ့ပြီးပရိသတ်တွေကိုလည်းယင်ခုံဆေးလို့ရှားစီခဲ့ပါတယ်။မက်ဆီကဒီကိုသွင်းယူမှုကသူ့ရဲ့ပြိုင်ပွဲသမိုင်းသွင်းဂိုးတွေကိုနောက်တစ်ဆင့်တိုးမြင့်လိုက်တာပဲဖြစ်ပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုဟာ FIFA Club ကပ်ဘလာပြိုင်ပွဲမှာထူးအောင်မြင်မှုများစွာရရှိခဲ့သူပါ။ သူကမန်ချက်စတာယူနိုက်တက်အသင်းနဲ့တူ2008ခုနှစ်မှာတစ်ကြိမ်နောက်ပိုင်းမှာတော့ရီယယ်မက်ဒရစ်အသင်းနဲ့တူ2014ခုနှစ်2016ခုနှစ်နဲ့2019ခုနှစ်တွေမှာ၃ကြိမ် စုစုပေါင်းချန်ပီယံ၄ချိန်အထိဖြစ်ခဲ့ပါတယ်။ဒီအောင်မြင်မှုနဲ့တူသူဟာပြိုင်ပွဲတစ်ဆောက်စုစုပေါင်း9ဂိုးတင်းယူထားပြီးကြံပွဲတစ်ပိုင်းတစ်ဆောက်ဂိုးသင်းများဆုံးမစားသမားအဖြစ်စံချိန်တင်ထားပါတယ်။ရိုနယ်ဒိုရဲ့ဂိုးတွေကိုပြန်ကြည့်မယ်ဆိုရင်မန်ချက်စတာယူနိုက်တက်တင်းအတွက်ကလပ်ကမ္ဘာဖလားမှာ2ဂိုးတင်းယူခဲ့ပြီးကျန်တဲ့6ဂိုးကိုတော့ရီယယ်မက်ဒရစ်တင်းအတွက်တင်းယူခဲ့တာပဲဖြစ်ပါတယ်။အထူးခြားဆုံးချက်ကတော့တူဟာ2016ခုနှစ် FIFA ကလပ်ကမ္ဘာဖလားဘောလုံးပွဲမှာဂျပန်ကလပ်ကရှီမာအက်ဒလာတင်းကိုယင်ဆိုင်ခဲ့ရတဲ့ပွဲစဉ်မှာဟက်ထရစ်တင်းယူနိုင်ခဲ့တဲ့တူဦးတီသောကစားသမားအဖြစ်လည်းတမိုင်းတွင်နဲ့မှတ်တမ်းဝင်ထားတာပဲဖြစ်ပါတယ်။ဒါသူရဲ့ဂိုးသင်းဆွဲရင်လည်းအရေးကြီးတဲ့ပွဲတွေမှာပွဲဆက်နိုင်စမ်းကိုပြသနေပါတယ်။ မက်ဆီကတော့ဘာစီလိုနာအသင်းနဲ့တူ FIFA ကလပ်ကမ္ဘာဖလားကို2009 2012ခုနှစ်နဲ့2015ခုနှစ်တွေမှာစုစုပေါင်း3ကြိမ်ခန့်ဆုခုခဲ့ပူးပါတယ်။ကျွန်မတို့ချောင်းမှာဘာစီလိုနာအသင်းအတွက်5ဂိုးသွင်းယူခဲ့ပြီးအခုလက်ရှိ Inter Miami အသင်းအတွက်တကိုးထပ်မံသွင်းယူထားတာကြောင့်စုစုပေါင်း6ဂိုးရှိနေပါပြီ။အခုဆိုရင်မက်ဆီက FIFA ကလပ်ကမ္ဘာဖလားပြန်ဝင်တဲ့ဆောင်အသင်းကိုအများဆုံးကစားသမားစီးရင်မှာ Real Madrid ရဲ့နာမည်ကျော်ကစားသမားဟောင်းတွေဖြစ်ကြတဲ့ပြင်သစ်တက်ရှိမှုခါရမ်ဘန်ဂျီမာနဲ့ဝေးတက်ရှိမှုကတော့ဘေရိုနဲ့တူ6ဂိုးစီသွင်းဂိုးတူညီသွားပြီပဲဖြစ်ပါတယ်။ဒါကြောင့်မက်ဆီအနေနဲ့ Ronaldo ရဲ့9ဂိုးစံချိန်ကိုချိုးဖြတ်နိုင်မှုအတွက်နောက်ထပ်9ဂိုးသာလိုတော့ပါတယ်။ဒီစံချိန်ကိုလိုက်မိဖို့အတွက်ကတော့နောက်ထပ်9ဂိုးသာလိုအပ်ပါတော့တယ်။ စိတ်ဝင်စားစရာနောက်ထပ်အခြားတစ်ခုကတော့မက်ဆီရဲ့လက်ရှိကလပ်အသင်းပေါ်ဥရုဂွေးတိုက်စစ်မှုကြီးလိုဝဲဆော်ရက်ကလည်းဖီဖာကလပ်ကဘလာပြိုင်ပွဲမှာ6-3ယူထားတာကြောင့်သူကလည်းဆီလီယိုနိုရဲ့စံချိန်ကိုလိုက်မိနိုင်ဖို့ဒါမှမဟုတ်ချိုးပြနိုင်မှုမျှော်လင့်ချက်ရှိနေပါပြီဒီသုံးဦးကဘယ်သူကစံချိန်ကိုအရင်ဆုံးချိုးပြမလဲဆိုတာကတော့ရင်ခုန်ကြပါပဲအင်တာမိုင်ယာမီတင်းဟာဖီဖာကလပ်ကဘလာပြိုင်ပွဲအောက်စုဘက်မှာ၃ဝဲကစား၅မှတ်ရရှိပြီးရှုံးထွက်၁၆တင်းစင်ကိုတက်ရောက်နိုင်ခဲ့ပြီပဲဖြစ်ပါတယ် ချုံထွက်ချင်းမှာတော့မက်ဆီယာသူ့ရဲ့တင်ဟောင်းပြင်းထန်ထိတ်တန့်ကလပ် PSG တင်းနဲ့ပြန်လည်ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။ဒီပွဲကမက်ဆီယာ Golden Swan ကြီးကိုထပ်မံပြသဖို့အခွင့်အရေးကောင်းတစ်ခုဖြစ်လာမှာဖြစ်ပြီး Ronaldo ဆန်ဂျင်ကိုချိုးဖြတ်နိုင်တော့မလားဆိုတာကိုကမ္ဘာတော်ကဘောလုံး project ကြီးစိတ်ဝင်စားနေရင်ခုံစွာစောင့်မျှော်ကြည့်ရှုရတော့မှာပဲဖြစ်ပါတယ်။ဒီပွဲကမက်ဆီယာကလပ်ကွာဘလာတမိုင်းအတွက်အရေးပါတဲ့အမှတ်တိုင်တစ်ခုဖြစ်လာနိုင်ပါတယ်။ Liverpool score! It's Mohamed Salah's 100th!